အလုံးမဲမင်္ဂလာပါခစ်တိမန္တလေးသတင်းဌာနကနေနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါရမရှင်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဆေးဥစုနဲ့အပြစ်ခတ်ရက်စဲပြီးနောက်မိုးကုန်းနဲ့မိုးမိတ်မြို့ကိုပလတ်လွတ်ကြောင်း TNL ကြီးညာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်တောင်မြူသားလွတ်မြောက်ရေးတပ်မတော် TNL ထိန်းချုပ်ထားတဲ့မိုးကုန်းနဲ့မိုးမိတ်မြို့နယ်တို့ကိုလက်လွတ်ပြီးအပြစ်ခတ်ရက်စဲခဲ့ကြောင်း TNL သတင်းနှစ်ပြန်ကြားရေးကဒီကနေ့ထုတ်ပြန်ပါတယ် ဖလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNL ကစေအုစုနဲ့ကိုးချိန်မြောက်တွဲဆောင်ပြီးခဲ့ပြီးနောက်အပြစ်ခတ်ရဲစဲရေးလက်မှတ်ရေးထိုးခဲ့ကြောင်းထုတ်ပြန်လိုက်တာပါတရုတ်နိုင်ငံဂျာဝင်စီစံမှုနဲ့တရုတ်နိုင်ငံကုမင်းမျိုးမှာအော်တိုဘာလ28ရက်နဲ့28ရက်မှာတွေ့ဆုံခဲ့ပြီးနောက်အော်တိုဘာ29ရက်ကစတင်ပြီးအပြစ်ခတ်ရဲစဲလိုက်ကြောင်းသဘောတူညီခဲ့တာလို့ဆိုပါရယ်တရုတ်နိုင်ငံအထူးကိုယ်စားလှယ် GE ဂျာဝင်စီစံညှိနှိုင်းမှုကြောင့်နှစ်ဖက်အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီး ်သဘောတူသတ်မှတ်ထားသည့်ကာလအတွင်းမိုးကုန်းနှင့်မိုးမိတ်မြို့နယ်တို့မှတောင်းတက်များပြန်လည်ဆုတ်ခွာမည်ဖြစ်ပြီးတောင်းဒေသကိုလည်းမြန်မာစစ်တပ်မှလေရင်ဖုံးကျဲခြင်းထိုးစစ်ဆင်ခြင်းတိုက်ခိုက်ခြင်းများမပြုဝဲ2025ခုနှစ်အောက်တိုဘာလ29ရက်နေ့00နာရီအချိန်မှစတင်ပြီးနှစ်ဖက်ရောက်ရှိသည့်နေရာတွင်တံများရက်တန့်ကအပြန်လန်အဖြစ်ခတ်ရက်စက်ရက်အတွက်သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ကြောင်းသတင်းထုတ်ပြန်အပ်ပါသည်လို့ကြေညာချက်မှရေးသားထားပါတယ်။အဲဒီတွေ့ဆုံပွဲမှာတရုတ်နိုင်ငံထူးကိုစလေမစ္စတာတိတ်ရွှေကျင်းရဲ့ဂျာဝင်ညှိနှိုင်းမှုနဲ့ ်ဖလောင်ပြည်နယ်လူမျိုးရေးတပ်ဦး PSLF TNLA မှဒုတိယဗိုလ်ချုပ်ကြီးတားချုပ်ကြဦးဆောင်သည့်ကိုစလေအဖွဲ့နှင့်စေယုစုလအောက်ခံဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဦးဆောင်တဲ့ NSPNC ကိုစလေအဖွဲ့ဟာတွဲဆောင်သဘောတူခဲ့တာပါဆက်လက်ပြီးရွှေဘုံမြို့နယ်နှင့်စင်ကူးမြို့နယ်တို့ကိုဆက်သွယ်ထားသောရတနာတင်ခဒရာမိုင်းခွဲခံရမှုကြောင့်ပြိုကျပျက်စီးစစ်တပ်ကတော်လှန်ရေးတပ်များ၏လက်ချက်ဟုစွပ်စွဲတဲ့သတင်းကိုကျင်းဆက်ပေးသွားမှာဖြစ်ပါတယ် စကိုင်းတိုင်းရွှေဘုံမြို့နယ်ကြောင်မြောင်းမြို့နှင့်မန္တလေးတိုင်းစင်ကူးမြို့တို့ကိုဆက်သွယ်ထားသောရတနာတိုင်ခတနာမှာမိုင်းခွဲခံရမှုကြောင့်ပြိုကျပျက်စီးသွားပြီးစစ်တပ်ကတော်လှန်ရေးတပ်ဖွဲ့များ၏လက်ချက်ဟုဆိုဆွဲထားပါသည်။ယနေ့အောက်တိုဘာလ29ရက်နေ့နံနက်6:20မိနစ်အချိန်ရတနာတိုင်ခတနာမိုင်းဆွဲခံရမှုကြောင့်တရား၏အခန်းနှခန်းကျိုးကျပျက်စီးခဲ့ကြောင်းအဆိုပါမိုင်းခွဲမှုကြောင့်အေယဝတီတပ်တာရတနာတိုင်ခ RP4 RP5 တရားတန်ပေါင်း 112မီတာ RP6 RP7 တရားတန်ပေါင်း112မီတာနှက်ခမ်းမန္တလေးတိုင်းဒေသကြီးစင်ကူးဘက်အချမ်းတွင် ကျိုးချပြက်စီးသွားကြောင်းသိရပါတယ်။တရားမိုင်းခွဲခံရတာကမှန်ပါတယ်။အဲ့ဒီလမ်းနဲ့တရားကိုလုံခြုံရယူထားတာကတရားတစ်ဖက်မှာကစစ်တပ်ကအထိုင်ချထားတော့ခိစားမရှိပဲတော်ယုံသိမ့်မသွားကြဘူး။စင်ကူးဘက်ကိုရွှေဘုံကနေစစ်ကြောင်းွေလာရင်တော့တရားကဖျက်လာတာကတော့တောက်လျှောက်ပိန်တရားချိုးကျသွားတာကတော့ဟုတ်တယ်။လမ်းမဆက်သွယ်ရေးကတော့ခတ်သွားမှဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ်။ သတင်းဌာနအနေနဲ့တော်လည်ရစ်တက်များကိုဆက်သွယ်၍တရားကျိုးချမှုနဲ့ပတ်သက်ပြီးမေးမြန်းရာလက်တလောတရားကျိုးချသွားသည့်ကိုသိရှိတော်လဲမိတို့မိဘုံဖြစ်ပျက်သည်ကိုမသိရှိရကြောင်းပြောဆိုကြပါရယ်အဆိုပါတရားမှာအေယာဝတီမြေကူးတရားကြီးဖြစ်ပြီးသမရဟောင်းဦးသိန်းစိန်လက်ထက်တွင်တိဆောက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းရှင်တရားကို2010ခုနှစ် April 16ရက်မှစတင်၍ဆောက်လုပ်ခဲ့ပြီး2013ခုနှစ် May 19ရက်နေ့တွင်တန်ပေါင်း6ခန်းတက်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်ပြီးစီခဲ့ကြောင်း တရာကြီးမှာနှလန်းသွာကားလန့်တရာဖြစ်ပြီးတရာပေါ်တွင်အကျယ်28ပေရှိနှလန်းသွာကားလန့်နှင့်တစ်ဖက်လျင်3ဖေစီရှိသည့်လူသွာလန့်များရှိကြောင်းပင်မတရာအရှိ2218ပေရွှေဘဘကန်းချင်းကက်တရာအရှိ66ပေနှင့်စင်ကူးဘချန်းချင်းကက်တရာအရှိ196ပေရှိပြီးစုစုပေါင်းတရာအရှိမှာပေ2480ရှိသောတန်ကူကွန်ကရစ်လန်တူပိုင်တိုင်အုံမြင့်နှင့်တန်ကူကွန်ကရစ်တိုင် ကိုယ်ရဲ့အမျိုးအစားဖြစ်ကြောင်းတရားအပေါ်ထဲမှာတမဏိတန်ပေါင်းနှင့်တန်ကူကွန်ကရစ်ကြမ်းခင်းဖြစ်ကြောင်းသိရပါတယ်။ဆက်လက်ပြီးရှမ်းပြည်အရှေ့ပိုင်းနန်းခုတ်မြစ်တလျှောက်တရုတ်အစိုးရကြောထောက်နောက်ခံပေးထားသောတရုတ်ကုမ္ပဏီများကငွေရှားနှင့်ရွှေတူးဖော်မှုအပါအဝင်တထုတူးဖော်မှုများပုံမှုတိုးချဲ့လာနေသဘာဝပတ်ဝန်းကျင်ပြည့်စည်မှုအကြီးအကျယ်ဖြစ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ ရှမ်းပြည်အရှေ့ပိုင်းမိုင်းဆက်မြို့နယ်တောင်ပိုင်းမိုင်းရင်းဒေသရှိနန်းခုံမြစ်တလျှောက်တွင်မြေရှားတပ်ထုနှင့်ရွှေတပ်ထုတွင်များတိုးချဲ့လာသည့်ကိုဒိုရုတပ်ပုံများအရတွေ့မြင်နေရပြီးအဆိုပါတပ်ထုတွင်များသည်တရုတ်အစိုးရကကြောထောက်နောက်ခံဖြူထားသော China Investment Mining Company ကလက်ပတ်လုပ်ကိုင်နေခြင်းဖြစ်ကြောင်းရှမ်းလူအခွင့်ရေးမှန်းတိုင်းမှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောပါရယ် အော်တိုဘာလ14ရက်နေ့တွင်ရိုက်ကူးထားတဲ့ဂျိုဒူးတပ်ပုံများအရာနန်ခုံမြစ်တစ်လျှောက်တွင်မြေရှားနှင့်ရွှေတူးဖော်မှုများထိုးချဲ့လာနေသည်ကိုတွေ့မြင်ရပြီးအထင်ရှားဆုံးကြောင်းလဲမှုသည်ထိုင်းနယ်ဇမ်မကီလိုမီတာ30အကွာရှိမြစ်အထက်ပိုင်းမှရွှေတပ်ထုတူးပေါ်ရေးဟေဒီယာတွင်တွေ့မြင်နေရခြင်းဖြစ်ကြောင်းအဆိုပါနေရာ၌တစ်တော်ဖုံးလွှမ်းသောတောင်ဆောင်များကိုကုတ်ချစ်တူးဖော်၍လမ်းသစ်များနှင့်တပ်ထုတွင်များကိုခွန်ရက်တပ်ဖွဲ့တိုးချဲ့တူးဖော်ထားကြောင်းမြေကြီးထဲမှထွက်လာသည့်တပ်ထုတပ်များပါဝင်သောတပ်ထုတွင်များမှ စီစဉ်လာသည့်ရှေးများသည့်နန်းခုံမြစ်အတွင်သို့ဓာတ်ရိုက်စည်းဝင်နေသည့်ကိုတွေ့မြင်ရကြောင်းရှမ်းလူအခွင့်ရေးမှန်းနိုင်ကပြောပါရယ်အဓိကကတော့သဘာဝပတ်ဝန်းကျင်ဘလောက်ထိခိုက်နေသလဲဆိုလာအိုမာဆိုရင်တစ်တော်ဖုံးလွှမ်းတဲ့မြေဧရိယာတော်တော်များများပြက်စီးသွားတာရှိတယ်တတ်ထုတွင်နေကြောင်းအဲ့ဒီလိုပဲကဘာမှာအကြီးစားမြေရှားတတ်ထုတွင်ဖြစ်တဲ့မွန်ဂိုလီးယားအတွင်းပိုင်းမှာရှိတဲ့ဒေသမှာဆိုရင်အဲ့ဒီဒေသတစ်ခုလုံးမှာအပင်တွေအကုန်လုံးလုံးဝမရှိလောက်အောင်တည်သွားတယ် ပြည်သူတွေကင်းစားအများကြီးဖြစ်တယ်။နောက်ဆုံးဒေသခံတွေအတန်ဝိုင်းထွက်တဲ့အခါမှ2017ခုနှစ်မှာမှတရုတ်အစိုးရကနေမှဒီမြေရှားတပ်ထုတွေနဲ့ပတ်သက်တဲ့တင်းကျပ်တဲ့ policy တွေစပြီးမှချတယ်။အဲ့ဒီ policy တွေချပြီးမှတရုတ်ပြည်ထဲမှာရှိတဲ့မြေရှားတပ်ထုတွေအများစုကကချင်ဘက်ကိုရွှေ့လာတာ။သူတို့ဒေသတိုင်းပြည်မှာတောင်တရုတ်လိုဒေသတိုင်းပြည်မှာတောင်သူတို့ဒေသပြည်သူတွေအရန်ထိကြိုက်လို့ထိတ်ဆုံးလို့ဒီလိုမျိုးသူတို့ပြည်မှာလုံးလို့မရလို့ကျမတို့ပြည်ကိုလာလို့တာ။ ဒါကဘလောက်သဘာဝပတ်ဝန်းကျင်ထိခိုက်လဲဆိုတာပြောပြချင်တာပါဟုရှမ်းလူအခွင့်ရေးမှန်တိုင်းမှတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါရယ်ထို့ပြင်နန်းခုံမြစ်၏အနောက်ဘက်ကမ်းရှိတန့်စင်ဆက်ရုံများတွင်ရွှေရိုင်းများကိုဆက်လက်ထုတ်ယူတန့်စင်နေပြီးအဆိုပါဆက်ရုံများမှဓာတ်ဥအကျဉ်းချက်များသည်လည်းမြစ်တွင်းသို့တိုက်ရိုက်စီးဝင်နေနိုင်ကြောင်းသိရှိရပါရယ်နန်းခုံမြစ်အနီးရှိမြစ်၏အနောက်ဘက်တစ်ချမ်းနှင့်အရှေ့ဘက်တစ်ချမ်းမှမြေရှားတပ်ထုတွင်နှစ်ခုစလုံးသည်ယခုအခါတိုးချဲ့မှုအသည့်များကိုတွေ့နေရပြီး နောက်ခုစလုံးသည်တောင်ဆောင်များအတွင်သို့ဓာတ်ပစ္စည်းပမာဏအများအပြားထိုးသွင်းရသည့်တဘာဝပတ်ဝန်းကျင်ကိုပျက်စီးစေသော in situ lansion ဤပညာကိုအသုံးပြုနေကြကြောင်း2025ခုနှစ်မေလအတွင်းကရိုက်ခူးခဲ့သည့်ဂျိုဒူတပ်ပုံများအရာနန်းခုံမြေအနောက်ဘက်ခြမ်းရှိမြေရှားတပ်ထုတွင်သည်စဝိုင်းပုံတန့်စင်ကံများကိုတိစောက်ဆဲဖြစ်တော်လဲလက်ရှိတွင်မူအဆိုပါကံများတိစောက်ပြီးစီးသွားပြီးအနက်ရောင်အမှုများဖြင့်ဖုံးအုပ်ထားသည့်ကိုတွေ့မြင်ရကြောင်းရှမ်းလူခွင့်ရေးမှန်းနိုင်ကဆိုပါသည် ထို့ပြင်2025ခုနှစ်ဇန်နဝါရီလကတည်းကလဲပတ်နေပုံရသည့်အရှိတ်ဘတ်ချမ်းရှိမြေရှားတပ်ထုတွင်သည့်လဲဇက်လက်လဲပတ်နေစေဖြစ်ပြီးထူးခြားချက်မှာလုပ်ငန်းခွင်ဤအရှိတ်မြောက်ဘတ်ကဏ္ဍတွင်အဆောက်အုံသည့်အများပြားကိုတွေ့မြင်ရသည့်အတွက်လုပ်ငန်းဆောင်ရွက်မှုများပုံမတိုးမြင့်လာသည့်ကိုပြသနေကြောင်းထို့သောနန်းခုံမြစ်ကိုအနည်းငယ်ဖြစ်စေသည့်ညဉ့်ဉန်းမှုများရှိသည့်ကြားကဤတပ်ထုတွင်203ခုကိုတိုးချဲ့နေခြင်းသည်နေဆက်နှစ်ဖက်စလုံးရှိလူမှုအတိုင်းဝိုင်းများအပေါ်တည်ရောက်မှုရှိသည့်ဖြင့်အလွန်အမင်းစိုးရိမ်စရာကောင်းကြောင်းရှမ်းလူခွင့်ရေးမှန်နိုင်ကသတိပေးပါသည် နန်းခေါင်းမြို့တွင်တပ်ထုတွင်ညဉ့်ညံရေးများစီးဝင်နေခြင်းသည့်မြန်မာနိုင်ငံတွင်သာမကထိုင်းနိုင်ငံချင်းမိုင်နှင့်ချင်းရိုင်ခရိုင်များအတွင်ကုန်မြစ်တလျှောက်နေထိုင်ကြသောထိုင်းနိုင်ငံသားတပ်တန်းကျော်ကိုပါတိုက်ခိုက်စေနိုင်ပြီးနန်းခေါင်းမြစ်သည်မဲခေါင်းမြစ်၏မြစ်လက်တက်တစ်ခုဖြစ်ရာမဲခေါင်းမြစ်ကြောင့်ရေဆုံပိုင်းတလျှောက်နေထိုင်သူတန်ပေါင်း၁၀နှစ်ကြီးတိုက်ခိုက်စေနိုင်ကြောင်းသိရပါသည်ထိုင်းရနာပိုင်များသည်2025ခုနှစ်ဧပြီလမှစတင်၍နှခုံမြင်ခုတ်ရေပါရှိရှိကိုနှစ်ပတ်တစ်ကြိမ်စစ်ဆေးလျက်ရှိရာ စိတ်နှင်းခဲတဲ့ပမာဏများဘေးကင်းလုံခြုံရေးစံနှုန်းများထက်ကျော်လွန်နေသည့်ကိုတွေးရှိထားကြောင်းရှမ်းလူအခွင့်ရေးမန္တလေးထုတ်ပြန်ချက်တွင်ပါရှိပါသည်မိုင်းဆက်မြို့နယ်အရှေ့ပိုင်းမိုင်းယွန်းဒေသကိုဝါပြည်သွေးစည်းညွှန်ရွေးတက်မတော် UWSA နှင့်မြန်မာစစ်အစိုးရတို့ကဖူရထိန်ထုတ်ထားခြင်းဖြစ်ပြီးတပ်ထုတွင်များလဲပတ်နိုင်ရန်အတွက်အဖွဲ့အစည်းနှစ်ခုစလုံးထံမှခွင့်ပြုချက်ရယူရန်လိုအပ်ကြောင်းအတွင်ပိုင်းသတင်းရင်းမြစ်များ၏အဆိုအရမိုင်းယွန်းရှိနန်းခုတ်မြစ်တလျှောက်ရေရှားတပ်ထုတွင်များနှင့်အဓိကရွှေတူးဖော်ရေးလုပ်ငန်းနှစ်မျိုးစလုံးကိုလုတ်ကင်နေသူများ China Investment Mining Company ဖြစ်ပြီးအဆိုပါကုမ္ပဏီသည်လာအိုနိုင်ငံမြောက်ပိုင်းတွင်လည်းရေရှားသတ္ထုတူဖို့ရေလုံငန်းများလှုပ်ဆောင်လျက်ရှိကြောင်းသိရပါသည်။ China Investment Mining Company ၏60ရာခိုင်နှုန်းကိုရှန်ဟိုင်းရှီချင်းမြဝေး Metal Resources Company Limited ကပိုင်ဆိုင်ထားပြီးအဆိုပါကုမ္ပဏီသည်လာအိုနိုင်ငံတွင်ရေရှားသတ္ထုအရင်းအမြစ်များထူဖို့ထုတ်လုပ်ရန်အတွက်တရုတ်အစိုးရကြောထောက်နောက်ခံရှိ ရှာမင်းတန်စတန်ကော်ပိုရေးရှင်းနဲ့တရုတ်နိုင်ငံ၏အကြီးဆုံးပုဂ္ဂလိကရွှေထုတ်လုပ်သူချီဖန်ဂိုရိုမှ2022ခုနှစ်စက်တင်ဘာလတွင်ဖွဲ့စည်းခဲ့သောဖက်ဆက်လုပ်ငန်းတစ်ခုဖြစ်သည့်အပြင်ရှာမင်းတန်စတန်ကော်ပိုရေးရှင်း HTC သည်တရုတ်နိုင်ငံ၏အကြီးကမြေရှားတပ်ထုကော်ပိုရေးရှင်းကြီးတစ်ခုဖြစ်ကြောင်းသိရပါသည်အဆိုပါကုမ္ပဏီကလှုပ်ဆောင်နေပြီးဖြစ်သည့်လာအိုမြောက်ပိုင်းရှိမြေရှားတပ်ထုတူဖော်ရေးလုပ်ငန်းများကြောင့်တဘာဝပတ်ဝန်းကျင်ဖြည့်ဆည်းမှုများကြဲကြဲပြန့်ပြန့်ဖြစ်ပေါ်ခဲ့ပြီးဖြစ်ကြောင်း လက်ရှိတွင်အဆိုပါကုမ္ပဏီသည်နန်းခုံမြို့ဝန်ဒေသတွင်ပါတပ်ထုတူဖော့မှုများကိုလှုပ်ဆောင်လာနေသည့်အတွက်တဘာဝက်ပတ်ဝန်းကျင်ပြည့်စည်မှုများဒေသခံပြည်သူများထိခိုက်မှုများနှင့်နန်းခုံမြို့မှစီးဆင်းသွားသည့်ဓာတုအငြိအကျေးပါစွန့်ပစ်ရေများကြောင့်မဲခေါင်မြေတလျှောက်မှီတင်းနေထိုင်ကြသူတန်းနှဲ့ချီထိခိုက်မှုများနှင့်ကြုံတွေ့ရမည်ဖြစ်ကြောင်းရှမ်းလူခွင့်ရေမှန်းနိုင်ကဆက်ပြောပါသည်အဓိကကတော့ကျမတို့အနေနဲ့ပြည်သူတွေလက်ထဲကိုဒေသခံပြည်သူတွေရဲ့လက်ထဲမှာကိုရဲ့ရက်ရွာကိုရဲ့ဒေတာတယံစာတောက်ကိုစီမံပိုင်ခွင့်ရှိတဲ့နိုင်ငံရေးစနစ်တစ်ခုမရမချင်းတော့ ဂျင်းနေရှားတထုတွင်တွေအားလုံးတထူတူဖို့မှုတွေအားလုံးရက်တက်ဖို့တောင်းဆိုကြပါတယ်။သက်ဆိုင်ရာတူးနေတဲ့အဖွဲ့တွေရောတရုတ်နိုင်ငံရောပြီးတဲ့အခါတရုတ်နိုင်ငံရဲ့တထူတူဖို့မှုကိုခံစားနေရတဲ့အိန္ဒိချင်းနိုင်ငံတွေရောအကုန်လုံးကိုဒီဟာရက်တက်နိုင်ဖို့ဝိုင်းဝန်းကြိုးပမ်းပေးကြဖို့တောင်းဆိုကြပါတယ်ဟုရှမ်းလူအခွင့်ရေးမှန်းနိုင်မှတာဝန်ရှိသူတအုပ်ကသတင်းဌာနကိုပြောကြားပါတယ်။ခေတ်သစ်မန္တလေးသတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းများတင်ဆက်မှုကိုဒီမှာပဲရနာပါရစေ။ နောက်နေ့တွေမှာလည်းသတင်းတူများတင်ဆက်ပေးနေမှာမို့စောင့်မျှော်ကြည့်ရှုဖို့တိုက်တွန်းလိုပါတယ်။အဆုံးထိကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။